်နိုင်ငံခြားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှဆိုရင်ဗီယက်နမ်ခေါက်ဆွဲပြုံးมาဖြစ်ပါတယ်ဗီယက်နမ်ခေါက်ဆွဲပြုံး4ကိုကျွန်တော်တို့အမဲသားနဲ့ကြက်သားနဲ့ကြိုက်တဲ့မိမိသားနဲ့ပြုတ်လေးရှိပြီမဲ့ကျွန်တော်ဒီနေ့မှာတော့ကြက်သားကိုပဲတုံးပြီးတော့ပြုံးมาဖြစ်ပါတယ်ဟုတ်ရင်ကဗီဒီယိုလေးရိုက်ထားပြင်မဲ့ကျွန်တော်ထပ်ပြီးတော့အိမ်မှာချက်စားခြင်းအကြောင်းဗီဒီယိုထပ်ပြီးတော့ရိုက်လိုက်ပါတယ်။တချို့တွေကကြတော့ဟင်ခက်အမွေးကြိုက်တွေအများကြီးထဲထဲရှိပါတယ်။ကျွန်တော်ကအိမ်မှာရှိတဲ့ ်ဂျင်းကျက်တော်နီးတကြဘိုးကောင်းနဲ့နနက်ပွင့်ဝင်ထဲပါတယ်ဒီလေးခုကိုမီးနဲ့กินပေးရမှာဖြစ်ပါတယ်ဒီမီးနဲ့กินလိုက်တဲ့မွေးတဲ့အနံကဒီဟင်းရဲ့ပို့ပြီးတော့တောက်ကောင်းစေတဲ့အချက်လည်းဖြစ်ပါတယ်အခုလိုအနေထားဆိုရင်တော့ရပြီဖြစ်ပါတယ်ခေါက်ဆဲနဲ့တွေ့စားဖို့အတွက်ငရုတ်ဒီစိမ့်ပါပါလှိထားတယ်ပြီးတော့ရင် နန်နန်မင်းရှောက်ရွက်ထိုင်းဖက်ကဖောင်းနဲ့ကျွန်တော်ကတော့ကျွတ်တုံမိတ်အနေငယ်ထဲပါပါ နန်နန်စိဒါမှမဟုတ်ရင်နန်နန်အမြင့်ကိုဆေးပြီးတော့ဟင်းရည်ထဲထည့်มาဖြစ်ပါတယ်။ကျန်တဲ့အရွက်တွေကိုကြတော့ကျွန်တော်တို့ပပလေးလှီတာဒါမှမဟုတ်ရင်ခြွေထားပေးပါ။ကြက်သားကိုကျွန်တော်ကြက်အကောင်သေးလေးတစ်ကောင်သုံးပါတယ်။ပြီးတော့ရင် သူ့ကိုရေနွေးနဲ့တစ်ခေါက်ပြုတ်ပစ်ပါတယ်။ဒါမှကြက်ထဲကအသားညိနှံ့နေပါသွားပြီးတော့နောက်တစ်ချိန်ပြုတ်တဲ့အခါမှာဟင်းရည်ကပို့ပြီးတော့အရသာကောင်းမှဖြစ်ပါတယ်။ ြုတ်တဲ့အခါကြက်သားတွေကိုရေအေးထည့်ပြီးတော့ရေစူရာနဲ့၃မိနစ်လောက်ပွက်ပွက်စူပြီးသွားရင်တော့ဒီအသားတွေကိုရေစေးထားလို့ရပါပြီ။ပြီးတော့မှနောက်တစ်ချိန်ဝေးတဲ့ထည့်ပြီးတော့ရေတန့်နဲ့ကျွန်တော်တို့ပြန်ပြီးတော့ပြုတ်ပေးရမှာဖြစ်ပါတယ်။အရာလာအတွက်တကြားစားနဲ့အချို့မုတ်အနေငယ်လေးထည့်ပါတယ်။ဒါမှမဟုတ်ရင်ကြက်သားမုတ်ထည့်လို့ရပါတယ်။မစားရင်တော့လုံးဝမထည့်လို့ရပါတယ်။ နန်းနံမင်းအမြင့်ထည့်ပါတယ်နန်းနံမင်းအမြင့်စားနန်းနံစေးတွေကိုခုနကလှော်တဲ့တဲမှာတစ်ခါလေးထည့်ပြီးတော့လှော်လို့ရပါတယ်ပြီးတော့အဲ့နဲ့ဒီလှော်ထားရလေကိုထည့်ပြီးတော့အဖုံးပိတ်ပြီးသွားရင်မီအေးအေးနေနဲ့ခမန်းကြီးမိနစ်40 45မိနစ်လောက်တော့ကျွန်တော်တည်ပေးပါတယ်နောက်ဆုံးမှမှာငားငံမြာကြီးထည့်ပါတယ်တချို့တွေကငားငံမြာကြီးအစောကြီးတည်းအထည့်ထားနေရှိပါတယ်ကျွန်တော်ကတော့ငားငံမြာကြီးနောက်ဆုံးမှထည့်ပါတယ် ဗီယက်နမ်ခေါက်ဆွဲပြုတ်မှာတွဲစားလေးရှိတာကြတော့ဆန်ခေါက်ဆွဲပါဆန်ခေါက်ဆွဲကမိမိစိတ်ကြိုက်ဆန်ခေါက်ဆွဲကိုထည့်ပြီးတော့ပြုတ်လို့ရပါတယ်ကျွန်တော်ကတော့ဆန်ခေါက်ဆွဲချောက်ကိုရေစိမ်ထားပြီးတော့နူးလာပြီဆိုရင်ဆဲထားဆဲထားပြီးရေအေးနဲ့ဆေးထားပါတယ်ပြုတ်ထားတဲ့ကြက်သားကိုမခုတ်ခင်မှာကျွန်တော်ကအမီးပိတ်ပြီးတော့ခဏလေးအေးအေးခံထားပါဗျ ိနစ်40လောက်ပြုတ်ထားတဲ့အတွက်အသားတွေကလုံးဝကိုနူးဤနေပါဗျ။တချို့ချက်နီးတွေမှာစနစ်မုတ်ကိုစီလေးနဲ့ဖြော်ပြီးတော့ဒီချက်သားပေါ်မှာတုပ်လေးရှိပါတယ်။ကျွန်တော်ကတော့ဒီအနံ့ကြီးကိုမကြိုက်တာကြောင့်မတုပ်တော့ဘဲနဲ့ဒီတိုင်းပဲချက်သားတွေကိုခရင်လေးနဲ့ခွာလိုက်ပါတယ်။ဗီယက်နမ်ခေါက်ဆွဲဟာချက်ကလာလေးလွယ်တယ်လို့နောက်ပြီးတော့ဒီဟင်းခက်အမွေးကြိုင်အရွက်များများနဲ့စားတာကြောင့် မှုမှုလေးနဲ့တမျိုးလေးစားကောင်းနဲ့ခေါက်ဆဲပြုတ်ထဲမှာပါပါတယ်။တရုတ်ခေါက်ဆဲပြုတ်လေးတို့အီမနေပဲနဲ့ကျွန်တော်တို့မိမိစိတ်ချိုင်းငွေဥသီးစိမ့်တွေတံမြာသီးတွေညှစ်ပြီးတော့ထည့်စားလို့ရတာကြောင့်မြမပါဇက်နဲ့တော့တော်တော်လေးကိုကြိုက်တဲ့ခေါက်ဆဲပြုတ်လေးလည်းဖြစ်ပါတယ်။ခေါက်ဆဲပြုတ်ထဲမှာအဓိကထည့်ထားတာကငန်းငံမြိုင်ဖြစ်တာကြောင့်ကျွန်တော်တို့ငန်းငံမြိုင်ထည့်တဲ့အခါမှာဆိုရင်အနက်အရမ်းမပြင်းနဲ့ထိုင်းရလာတဲ့ငန်းငံမြိုင်လေးထည့်လို့ရပါတယ်။ဒါမှမဟုတ်ရင် နိုင်ငံခြားမှာနေတဲ့တငငချင်းတွေဆိုရင်တော့ VNN ထုတ်တဲ့ငန်းငယ်များကြီးဆိုရင်တော့ QWERTY ဖြစ်ပါတယ်။ဟင်းရီပူပူလေးရဲ့တံမြာသီးချင်းချင်းလေးရဲ့နဲ့အရွက်မှုမှုလေးရဲ့နဲ့တကယ်ကိုစားကောင်းတဲ့ခေါက်ဆွဲပြုတ်လေးရပြီဖြစ်ပါတယ်။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့ငငချားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။ဗီဒီယိုလေးကိုနှစ်သက်လေး like နဲ့ share လေးလုပ်ပြီးတော့အားပေးသွားပါအောင်ခင်ဗျာ။တငငချားလုံးကြက်မှာပျော်ရှင်ကြပါစေ။ Bye bye ။